something that people said was never going to be done. Uh, we ended the war in Gaza and really, on a much bigger basis, created peace. မဂ္ဂန္တမာထရနိုဘယ်ညင်းကျင်းဆုရနိုင်မလားအောက်တိုဘာ10ရက်နေ့မှာနိုဘယ်ဆုပေးကော်မတီကနေညင်းကျင်းနိုဘယ်ဆုရှင်ကိုကြေညာမှာဖြစ်ပြီးဒီဆုအတွက်အစင်းတင်သွင်းခံရသူတွေထံမှာမဂ္ဂန္တမာထရလည်းတူပါဝင်ဖြစ်ပါလိမ့်ထရကဇန်နဝါရီလဒုတိယသမ္မတတန်စတင်ပြီးနောက်သူ့အနေနဲ့အနည်းဆုံးစစ်ပွဲခုနှစ်ခုကိုအဆုံးသတ်ခဲ့တယ်လို့ခိုင်မာပြောဆိုပြီး တန်မိုးကြီးမားတဲ့ဒီငင်းကျန်းလိုပဲစုကိုသူ့အနေနဲ့ရတဲ့ကြောင်းရှင်းလင်းပြောထားပါလိမ့်။ဗိုလ်ထုတ်လေးကအစ်စွန်းနဲ့ဟာမတ်ဂျာတမန်ထရိုင်အချက်20ပါ။ငင်းကျန်းအစီအစဉ်လက်ကပြစ်ခတ်ရဲ့စင်ပထမအဆင့်သဘောတူကနောက်၈ခုမြောက်စုပွဲဆုံးသက်ရေးအတွက်ထရန့်ကိုတိုင်ရှေ့ဆုံးကပါဝင်နေတာဖြစ်ပါလိမ့်။နိုဘယ်ငင်းကြဲဆုတဲ့စကားရင်းစင်းထဲမှာ338ရှိရှိပြီးနော်ဝေးပါလီမန်ကရွေးထားတဲ့9ဥပါနိုဘယ်ကော်မတီကဆုရရှိသူကိုရွေးချယ်ကြမှာဖြစ်ပါလိမ့် စတမလာကနယူးယောက်မြို့ကုလသမဂ္ဂထရီနီလာကမေငုံပြောင်းမှာထရန့်ကကျွန်တော်ငြိမ်းချမ်းရေးစုရသင့်တယ်လို့လူတိုင်းကပြောနေကြတယ်ဆိုပါတယ်ကျွန်တော်စစ်ပွဲခုနှစ်ခုဆုံးသက်ခဲ့တယ်ဘယ်သမ္မတဝန်ကြီးချုပ်ကမှဒါမျိုးလှုပ်ဆောင်ခဲ့တာမရှိဘူးလို့ဆိုပါတယ်ထရန့်ကသူဆုံးသက်တဲ့စစ်ပွဲတွေဟာကမ္ဘောဒီးယားနဲ့ထိုင်းစစ်ပွဲကိုဆိုဗိုနဲ့ဆာဗီးယားစစ်ပွဲကွန်ဂိုနဲ့ယဝန်နာစစ်ပွဲပါကစ္စတန်နဲ့အိန္ဒိယစစ်ပွဲအစ်ဇရေးနဲ့အီရန်အီဂျစ်နဲ့အီသီယိုးပီးယားအာမေးနီးယားနဲ့အဇာဘိုင်ဂျန်တို့ဖြစ်ကြောင်းထောက်ပြပါတယ် တကယ်တမ်းမှာတော့ trend ဆုံးသက်ခဲ့တဲ့စစ်ပွဲတချို့ဟာ trend ကိုတိုင်ပေါင်းပတ်သက်ခဲ့တဲ့စစ်ပွဲတွေလည်းဖြစ်ပါတယ်။တခြားပြစ်ခတ်ရစဲချိုးဖြစ်စင်တွေကလည်း trend ရဲ့ပေါ်မှုခံကန့်လို့လည်းပတ်သက်ပြီးညှင်းပွားနေပါတယ်။စစ်ပွဲတွေမှာ trend ပေါ်ပတ်သက်ပေမဲ့နိုင်ငံတချို့ကသူ့ကိုအဓိကဂျာဝင်စစ်ဆက်သူဖြစ်သိမှတ်ပြုကြပါတယ်။ဥပမာဂါဇာစစ်ပွဲကိုပြည့်ရပေးနေတယ်ဆိုပေမဲ့အစ္စရေးကိုအမေရိကန်လက်နက်ပံ့ပိုးမှုနဲ့ခိုင်မာတဲ့တနမန်ရေးထောက်ခံမှုတို့ဟာစစ်ပွဲဆက်လက်ဖြစ်စေပါတယ်။ဒါမဲ့ထွန်းဟာယေတမဂျိုးပိုင်နဲ့ထပ်ဆိုင်ရင်ဝန်ကြီးချုပ်မနေတာညာဟုတ်ကိုဖိအားပေးခဲ့တဲ့လူများကယုံကြည်ပါတယ် အီရန်နဲ့အစ္စရေးစစ်ပွဲဒီစစ်ပွဲကိုထမ်းရကြောင်းစစ်ဆေးမှုနဲ့ဇွန်လကဆုံးသက်ပါတယ်ဒါမဲ့အမေရိကန်ဟာအီရန်နျူကလ িয়ার စကန်သုံးကိုတိုက်ခိုက်ခဲ့မှုနဲ့ပေါင်းလဲပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲမေလကအိန္ဒိယနဲ့ပါကစ္စတန်ကြားလေကြောင်းစစ်ပွဲဆင်နွှဲရာထရန့်က၄ရက်ကြာတိုက်ပွဲပြီးပြစ်ခတ်ရဆဲကြောင်းကြီးရပါတယ်။ပါကစ္စတန်ကအမေရိကန်ကိုကျေးဇူးတင်မဲ့အိန္ဒိယကတော့ထရန့်အနေနဲ့ဘယ်ကန်နာကမှမပါဝင်ဘူးလို့ခိုင်မာပြောပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းစစ်ပွဲဩဂုတ်လက ၅ရက်ကြာစစ်ပွဲဖြစ်ပြီးနောက်ထရန့်ပါဝင်မလေးရှားဝန်ကြီးဦးတေယုကိုစလေဖွဲ့တွေရဲ့ဖုံးခေါ်ဆိုပြောဆိုမှုကြောင့်အပြစ်ခက်ရစေစတင်ခဲ့ပါတယ်။ဒီဖြစ်မှာကမ္ဘောဒီးယားနဲ့ထိုင်းကထရန့်ကိုကျေးဇူးတင်ကြောင်းပြောကြားထားပါတယ်။ဆာဗီးယားနဲ့ကိုဆိုဗိုဒီကိစ္စကတော့ထရန့်ရဲ့ပထမတက်တမ်းပြီးတော့2020တုန်းကလက်မှတ်ရေးထိုးခဲ့တာပါ။ဒင်မာမူရှိပြီးမဲ့ထရန့်ပြန်တက်လာခြင်းမှာပြန်လည်သက်သွားပါတယ်။အီဂျစ်နဲ့အီသီယိုးပီးယားဒီနိုင်ငံကြားစစ်ပွဲကိုတူဆုံးတက်ခဲ့တယ်ဆိုပေမဲ့အမှန်တကယ်တင်မာမူတော့ရှိပြီးမဲ့စစ်ပွဲဖြစ်ခြင်းမရှိပါဘူး။ ရွှေနာနဲ့ DRC ဇော်လာတော့ထိုင်းကျောင်းဝင်စစ်စစ်မှုနဲ့နေကျင်းသဘောတူညီချက်လက်မှတ်ရေးထိုးပါတယ်။ဒီသဘောညီချက်ဟာချိုးပြက်လွတ်တဲ့နေရာဖြစ်မှာလက်ရှိမှာဆက်လက်တည်မြဲနေပါတယ်။အာမေးနီးယားအဇာဘိုင်ဂျန်အော်ဂိုလာကအင်ဂျီလိုမှာထိုင်းကြီးတက်ပြီးတဲ့နေကျင်းသဘောတူညီချက်လက်မှတ်ရေးထိုးပါတယ်။ဒီကိစ္စနဲ့ဖောက်သက်ပြီးတော့ထိုင်းအနေနဲ့သူကျောင်းဝင်စစ်စစ်ပြီးခဲ့တဲ့ဒီဖြစ်စဉ်ပေါ်ရှုပ်ထွေးမှုတွေရှိနေကြပုံပေါ်ပါတယ်။ တမရထန်ဟာဆူရလောက်တဲ့ငင်းချင်းရဲ့အတွက်လုံလောက်တဲ့အကျိုးပြုမှုမလုပ်ရသေးတာကြောင့်အခုနှစ်ငင်းချင်းရဲ့စုကိုရားလိမ့်မယ်လို့မထင်ဘူးဆိုပြီးလေလာသူတွေကတော့ပြောပါတယ်။ဂါဇာစစ်ပွဲဆုံးတဲ့ဘုတ်ရဲ့ကြိုးပမ်းမှုအတွက်တိမတ်ပြုပြင်မဲ့ငင်းချင်းရဲ့စုပြကြောင့်အကောင့်ထက်ပေါ်ပြီးရရှိငင်းချင်းရရှိမလားဆိုတာကပြောဖို့စွန့်လုံးနေတယ်ဆိုပါလေ။ထရန့်ဘာလို့ဆုလို့ကျင်တာလဲ။ဒီကတမရဥပမာက2009ကဒီဆုရတာနဲ့ပတ်သက်နေပုံရပါတယ်။အဲဒီတော့ဥပမာဟာနိုင်ငံတကာသံတမန်ရင်းနဲ့ပြည်သူတွေကြားပေါ်ပေါ်ဆောင်မှုကိုခိုင်မာစေဖို့ထူးခြားတဲ့ကြိုးပမ်းမှုကြောင့်နိုဘယ်ငင်းချင်းဆုရမှုပါတယ်။ ။ Obama သမ္မတရွှေတနည်းမပြည့်သေးတဲ့အချိန်မှာခုလိုဆူရတဲ့အတွက်လည်းဝေဖန်ခဲ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီး Trump ကကျွန်တော်ကို Obama လိုနာမည်ပေးထားရင်10စက္ကန့်အတွင်း Nobel ဆုပေးလိမ့်မယ်လို့မနေ့ကပြောမှုပါတယ်။ Norway သတင်းစာရဲ့ဆိုရဇူလိုင်လတုန်းက Trump ဟာ Norway ဘဏ္ဍာရေးဝန်ကြီး Jan Stoltenberg အရင်လူတို့ကြီးကောအောက်ခွန်ကစားဆွေးနွေးဖို့ Nobel ငင်းကြဲဆုအတွက် lobby လုပ်ဖို့ဖုန်းခေါ်ဆိုခဲ့တယ်လို့တော့သိရပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ မြောက်ကိုရီးယားလက်ပလန်လေးပွဲကိုတရားဝင်ကြီးချုပ်ရုရှားသမ္မတဟောင်းနဲ့ BNP ပါတီတွင်းမှုတို့တက်ရောက်ပါတယ်။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အန်ဟာသူ့တိုင်းပြည်နေတဲ့အမေရိကန်ဦးဆောင်တဲ့စစ်ရေးချင်းချောင်းမှုကိုတိုက်ဖြတ်နေကြောင်းတိုင်းပြည်ကိုကမ္ဘာအကောင်ဆုံးဆိုရှယ်လစ်နိုင်ငံပုံဖြောင်းလုံးဝဖြစ်ကြောင်းပြောပါတယ်။တရုတ်ရုရှားနဲ့တခြားနိုင်ငံတို့ဒီမှာဂုံတွေရှိအဲ့ဒါတော့ဒီရှိမှာနိုင်ငံထူထောင်ရေးတပ်ပလဲထိမှခန္ဓာကျင်းပါစီမှာကင်ဂျွန်အန်ကအဲ့လိုပြောခဲ့တာပါ။အခမ်းအနားတရားလာတဲ့နိုင်ငံသားအဲ့တဲ့တော်တွေမှာတရားဝင်ကြိုးလီချမ်းရုရှားသမ္မတဟောင်းမဘီတက်နဲ့ဗီယက်နမ်ကွန်လစ်ပါတီတို့ပြည်မှုတို့ပါပါတယ် ကင်ဂျွန်ဟန်ကဗာပြောလဲဆိုတော့လီချန်းနဲ့ဗီယက်နမ်တွေ့ရမှုတွေကိုတိကျစီတွေ့ပြီးဆက်ဆက်ခိုင်မအောင်ဆွေးနွေးခဲ့တယ်လို့သူရဲ့ထိတ်တန်လက်ထပ်မှုဖြစ်တဲ့ဂျိုယောင်ဝန်ကလည်းမပီတက်နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အာနာယအလုပ်သမားပါတီရဲ့နှစ်80ပြည့်နှစ်ပတ်လည်နေ့မနက်ငယ်အကျုံညနေခင်းမှာကင်ဂျွန်ဟန်ရဲ့အဲ့ဒီမိကွန်ထွက်လာတာဖြစ်ပြီးအမေရိကန်နဲ့တက်မန်ရေးပြလဲစတဲ့မှုစိတ်ဝင်စားကြောင်းပြသတဲ့ချိန်နဲ့တိုက်ဆက်နေပါတယ်။ခုတလောမြောက်ကိုရီးယားကတခြားနိုင်ငံတွေနဲ့အနောက်အုပ်စုစန့်ကျင်ဘက်ဖြစ်တဲ့မဟာမိတ်ဆက်ဆံရေးပုံမှန်ခိုင်မအောင်စူးစမ်းနေပါတယ်။ နော်ကိုရီးယားနှစ်ပတ်လည်နေ့ခန်းသားတွေအဓိကတင်ဆက်မှုဖြစ်အော်တိုဘာ10ရက်နေ့နောက်ပိုင်းမှာပြောင်းလဲရေးပြင်မှာခြိတက်မယ်လို့မျှော်လင့်ရတဲ့စီးရေးပြခန်းလာဖြစ်ပါတယ်။အဲဒီကကင်ဂျုံအန်ဟာတရုတ်ရုရှားနဲ့တခြားကောင်းဆောင်တွေနဲ့အတူရှင်တို့ရက်တည်ပြီးအမေရိကန်နဲ့မဟာမိတ်တွေပေါ်ပြစ်မှတ်ထားတဲ့သူ့ရဲ့နောက်ဆုံးပေါ်တဲ့အစ်မြင့်ဆုံးလက်နက်အချို့ကိုထုတ်ဖော်ပြသဖို့ရှိတယ်လို့သိရပါတယ်။ကင်ဂျုံအန်အနေနဲ့ကမ္ဘာကြီးအမှာဒီထက်ပိုပြီးတော့ပေါဝင်လာဖို့လဲစိတ်ဝင်စားနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့်အနှစ်တရာတတန်းရှိပြီးဖြစ်တဲ့ဆက်သနက်ကြီးတွေကတော်တော်လေးကိုဝယ်ယူမှုတိုးမြင့်လာပါတယ်။ယူကရိန်းစစ်ပွဲစနစ်ချိန်မှစပြီးတော့ M2 ကဲ့သို့ဆက်သနက်ဝယ်ယူမှု20ဒေါ်လာကျောင်းဘယ်ဂျီယံလက်နက်ထုတ်လုပ်ရေး FM Brown လဲလက်နက်ကမ္ဘာကဆိုပါတယ်။ဒီကာလာတွေလက်နက်ထုတ်လုပ်မှုဟာလေးစားတက်လာပါတယ်။ရုရှား drone တွေကိုပြစ်ခတ်ဖြတ်စီရမှာယူကရိန်းကအသုံးချနေကြောင်း MBU လို့စစ်သက်တွေကထပ်မံကြော်ကြားလာပါတယ်။ယူကရိန်းစစ်ဘက်ကစစ်သက်တွေစမ်းသပ်ပွင့်ဖြစ်လာပြီးဒုတိယကမ္ဘာစစ်ကာလနှစ်တရာတန်ရှိစစ်သက်တွေမှာအသုံးချစမ်းသပ်သုံးဆွဲလာပါတယ်။ အဗန်ဘရောင်းလင်းရဲ့စစ်သည်တွေကကမ္ဘာလုံးဆိုင်ရာဝယ်လို့အားနဲ့ထုတ်လုပ်မှုဟာခုနှစ်မှာရုရှားကယူကရိန်းကိုထူးကျော်တဲ့2022ကထက်လက်ဆမြင့်မားနိုင်ပါတယ်။ဒီစစ်သည်တွေကိုနိုင်ငံတကာစိတ်ဝင်စားမှုရှိကြဘူးခုတော့အဝယ်စာချုပ်တွေရလာပြီလို့ FN Browning ကပြောပါတယ်ဘယ်ဂျန်ဆိုရအလုံးစုံပိုင်ဆိုင်တဲ့ဒီကုမ္ပဏီအုပ်စုကယူကရိန်းစီတဲ့ရောင်းချခြင်းမဟုတ်ပေမဲ့အမေရိကန်ပြည်ထောင်ပြည်သက်ကဲ့သို့ယူကရိန်းရဲ့မဟာမိတ်ထံရောင်းချတဲ့ကဲ့သို့ဩစတြေးလျနဲ့အိန္ဒိယကဲ့သို့နေတော့မဟုတ်ဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေကိုလည်းရောင်းချပေးနေပါတယ် အဖန်ဘရောင်းနဲ့ကုမ္ပဏီက M2 စစ်သည်တွေကခုနှစ်အတွက်ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးမှာအဓိကခံကဏ္ဍရောက်ရှိလာပါတယ်ဒီစစ်သည်တွေကိုရပ်ပတ်ကားတွေပေါ်တင်ပြီးရုရှားတပ်ခရီးဒရုန်းတွေကိုလိုက်လံပစ်ချနိုင်ပါတယ်သူတို့ဒရုန်းတိုက်ဖြတ်ရေးမှာဒီစစ်သည်တွေကိုယူကရိန်းရဲ့တောင်းချမှုကြောင့်ကမ္ဘာဝယ်လိုတက်လာခြင်းဆိုတာတော့အတိအပြည့်ပြောလို့မရသေးပါဘူးဒါမဲ့ဒီစစ်တပ်တွေကိုအစ်တနဲ့အဟောင်းပေါ်မှာလဲစိတ်ဝင်စားမှုကွဲပြားနေပါတယ်။ဒီရက်ကဘာစစ်တပ်အမေရိကန်တပ်တွေခြံထားရတဲ့ M2 စစ်တပ်ကြီးတွေကိုပြည်သူစစ်တပ်ကမကြခင်ကပြေးပို့ထားကြတွေ့ရပါတယ်။ပြည်သူကပို့လာတဲ့စစ်တပ်တွေပြန်ပြီးအစစ်မြင့်တင်တယ် အသက်လို့ပြင်ဆင်လို့မမီအသက်တိုင်းအမကန်ပေးပါတယ်လို့ဆိုပါတယ်ဒီစစ်တပ်နဲ့အလက်၂000ကပြန်လည်တက်ဆက်ပေးခဲ့ကြအောင်ဆိုပါတယ် FF Brown နဲ့အား1950ပြည့်နှစ်တွင်နေတိုးအတွက် AMLO စစ်တပ်တွေအဓိကထုတ်လုပ်သူဖြစ်လာပါတယ်။ AMLO စစ်တပ်တွေကိုနိုင်ငံပေါင်း60ကျော်ကခိမစ်စစ်တပ်တွေမှာလက်ရှိအချိန်ထိအသုံးပြုနေဆဲဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ချုပ်ချာအာဏာကိုကောက်ကွယ်မယ်ဆိုတဲ့တရုတ်သံမက်မချက်ကြောင့်ထိုင်းနိုင်ငံသားတွေဝေဖန်မှုမြင့်တက်နေပါတယ်။ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံမက်ကြီးရဲ့လူမှုကွန်ရက်ဆမ္မဏကပို့စ်ကိုကြောင့်ထိုင်းနိုင်ငံသားတွေကြောင့်ဝေဖန်မှုတွေပြင်းထန်စွာထွက်ပေါ်နေပါတယ်။ကမ္ဘောဒီးယားဆိုင်ရာတရုတ်သံမက်ကြီးဝမ်ဘင်းကကမ္ဘောဒီးယားရဲ့ချုပ်ချာအာဏာလုပ်ကြိုးရေးနဲ့ဖွံ့ဖြိုးရေးကိုကောက်ကွယ်ရမှာတရုတ်ကအခိုင်အမာပံ့ပိုးသွားမယ်လို့သူရဲ့ Facebook ဆာမျက်နှာမှာရေးပါတယ်။ထိုင်းကမ္ဘောဒီးယားနဲ့ဆက်ညှင်းပေါင်းမှုရှိနေခြင်းခုလိုချုပ်ချာအာဏာကောက်ွယ်မှုဆိုတဲ့စကားရသုံးလုံးခဲလို့ထိုင်းနိုင်ငံသားတွေစိုးရိမ်နေပါတယ် ထိုင်းလူမှုကွန်ရက်အသုံးပြုသူများပြားကတာမကြီး page မှာဝင်ရောက်ပြီးလက်ဆက်ရင်းနဲ့ပတ်သက်လို့တရုတ်ရဲ့ရည်ရည်ချက်ကိုမေးခွန်းထောက်ခဲ့တယ်လို့ကမ္ဘောဒီးယားကိုတရုတ်ကလက်နက်ထောက်ပံ့နေသလားလို့မေးနေပါတယ်။တချို့ကတော့ကမ္ဘောဒီးယားဟာငွေလိမ်ကိုင်းတွေခိုးလွန်ရနေရလို့ဝေဖန်ခဲ့ပြီးတရုတ်အနေနဲ့ပုံပုံမြတ်တက်တဲ့နိုင်ငံတွေကိုတိုက်တွန်းပါလိမ့်။တစ်ဖက်မှာတော့ကမ္ဘောဒီးယားနိုင်ငံသားတွေကတရုတ်ကမဲ့ရေးသားမှုကိုကြိုဆိုပြီးကျူးတရုတ်ကပုံပုံထောက်ပံ့မှုမျှော်လင့်တဲ့အကြောင်းတုံ့ပြန်ရေးပါလိမ့်။ဒါအပြင်အဲ့ဒီမှာ ော်တော်လေးကို share တဲ့သူတွေအများများခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့သိရပါတယ်ဒီ post နဲ့ပတ်သက်ပြီးတရုတ်ဘက်ကတော့ဘာမှတွန့်ပြန်ဖြေရှင်းခြင်းမရှိသေးဘူးလို့သိရပါတယ်နောက်ဆုံးသတင်းမှုပြောချင်ပါတယ်ဟိုတူကိုအတင်းကျပ်နှုတ်ခတ်ဖို့ဖိအားပေးတောင်းဆိုမှုဖြစ်နေပါတယ်ဂျပန်နိုင်ငံဂမ်မာခိုင်မာပါရှိမြို့တော်ဝန်အမျိုးသမီးအိုကိုအဝါအာကီယာကိုမြို့တော်ကောင်စီကယာရုကနဲ့နှုတ်ခတ်ဖို့ဖိအားပေးတောင်းဆိုလိုက်ပါတယ် မျိုးတော်ကောင်စီရဲ့အဖွဲ့အာလုံးပူပေါင်းပြီးကောင်စီဝင်38ဦးရဲ့သမောထားပါတဲ့တောင်းဆိုစာကိုမျိုးတော်ဝန်ကိုပေးရပါတယ်။ဒီတောင်းဆိုစာကိုရာထူးကနှုတ်ထုတ်ဖို့အသနာခံစားလို့ရည်ကျေးစွာသုံးလုံးထားပါတယ်။မျိုးတော်ဝန်ဟာမျိုးသမီးပါ။သူကအသက်42နှစ်ရှိပါပြီ။အိမ်တော်မရှိတဲ့လူလို့မျိုးသမီးဖြစ်လို့အမျိုးသားတို့နဲ့ဟိုတယ်ကိုသွားတာဟာပုံမှန်အဖြစ်တော့အဖြစ်ပြောစရာမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့သူကဟာလက်ရှိအိမ်တော်တွေဖြစ်တဲ့ကြီးတဲ့ရာရှိတို့နဲ့ဟိုတယ်ကိုလှုပ်ဝက်ပြီးတော့အချိန်ပေါင်းများစွာတောင်းရောက်ခဲ့လို့ခုလိုပြဿနာ တော့ပေါက်လာတာဖြစ်ပါလေသူတို့မှနှုတ်ထွက်ပြီးနပတ်သက်ပြီးမျိုးတော်ဘုံကတော့ကျမတေချာစဉ်းစားပါမယ်လို့သာပြောထားပြီးလက်ရှိအချိန်ဒီရတို့မှနှုတ်ထွက်မဲ့အကြောင်းတိတိကျကျထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူးလို့သိရပါတယ်